ဒါတယောက်အနေနဲ့ကိုကအရင်အရင် serious ဖြစ်တယ်ပေါ့နော်အရင်ဟိုဟာဖြစ်တယ်ပေါ့နော်ဒါအပြင်မှာအခုပြောနေတာကြည်သိတယ်ဒါအိုက်တာတွေကိုတကယ်စိတ်ချမ်းသာအောင်ထားချင်ပါတယ်ကိုကိုရံကလည်းအိုက်တာတယောက်ဆိုတော့စိတ်ချမ်းသာအောင်ထားရင်ဟာဝင်နေတွေ့ဒီလိုတွေ့စကားတွေပြောကြပြောကြကြီးကြတခါလေကြာရင် TikTok တွေရိုက်ကြပေါ့နော်အဲ့လိုပြောအဲ့လိုပျော်နေရနေပြီရိုက်ကွင်းတစ်ခုကိုဝင်လာပြီးရိုက်တော့မယ်ဆိုရင်အဲ့ဒါကပြန်ပြီးတတ်ဖို့မလွယ်ဘူးဟိုဒီအချိန်မှာတော့အကိုအထင်လွဲမယ်ဆိုရင်လွဲပစီတော့အဲ့ဒါမှလည်းအကိုနဲ့ ရိုက်နေကြတကားလောက်ရိုက်ပြီးသွားရင်အခုအကြောင်းသိသွားအခုစိတ်တနာနားလေသွားတယ်သူ့အမေ Joe Injury ဆိုအိတ်ရတဲ့လဲတာကိုမြမပိုင်ဆိုးဆိုတဲ့ဂျိုဆူးမလေးကြောင့်ဖြစ်လာတာလေငါစီးပွားရှာရမှာလားနေတော့ပြဿနာတွေရှင်းရပါဝင်တဲ့ cast တွေပေါ့နော်အကုန်လုံးကကိုယ်နဲ့ရင်းနေပြီးသား cast တွေဖြစ်နေတယ်ဟို melody တို့ညီနနာတို့ဆိုရင်သူကအကိုရိုက်မယ်ဆိုရင်ဗာဇက်ရရရိုက်မယ်အကိုယုံကြည်တယ် တဲ့ကိုနဲ့ဒါအကူနဲ့လည်းရိုက်ချင်းနေပေါ့နော်အဲ့လိုလူကြီးရှိတယ်တခြားလူတွေရောအတူတူပါပဲအကုန်လုံးကအကုန်လုံးအတူတူရိုက်ချင်းနေလူတွေကြီးပဲဆိုအကူကပိုပြီးတာဝန်ကြီးရပါပေါ့နော်ဒါသူတို့တက်လည်းအကူအကောင်းဆုံးဖြစ်အောင်လုပ်ပေးရမယ်ဆိုတဲ့စိတ်ကအကူမှအမြင်နဲ့ရှိတယ်အဲ့ဒီအတွက်လည်းအကူပိုပြီးတော့ဟိုပိုပြီးတော့စူးစမ်းရတာပါတာပေါ့တိုက်တာပြစ်သွားရင်အကူမှဇောတစ်ခုကတ်နေတာဇောတစ်ခုဆိုတာအကူအကူထင်တာပေါ့နော်တိုက်တာပြစ်တိုက်တာလောက်ရတော့မယ်ဆိုအကူမှတစ်ခုရှိတယ်အဲ့တစ်ခုကဘလို့မှလုံလို့မရအောင် အခုလျှော့လို့မရအခုလျှော့ပြီးရိုက်ကြအခုဟိုကိုရိုက်တဲ့ခါကိုပုံစံမျိုးစုံပြောင်းပြီးကိုရိုက်ကြည့်တယ်အခုနည်းနည်းလေးဟိုစိတ်ထဲမှာလျှော့ပြီးဒီစင်တစင်ကိုတည့်ကြည့်လိုက်တယ်ဒီစင်တစင်ကကောင်းလားမကောင်းလားဘယ်လောက်ကြီးရောက်လဲဆိုတော့အခုမသိတော့အခုမသိတော့အဲ့အတွက်ငါရိုက်လို့မရဘူးဒီလိုပုံစံနဲ့ငါရိုက်လို့မရဘူးစင်းတိုင်းစင်းတိုင်းကိုငါတိတ်အပြည့်ထဲမှာရမယ်ဆိုတော့ကိုပြန်မှန်းတာပေါ့ အရန်ပင်မနဲ့အခုရှူတင်ဆိုရင်ဟိုကိုတက်စောရရောက်တဲ့လူတွေရှိပါတယ်ဥမာပူးစုံလို့ပါဆိုရှူတင်ကိုအစောဆုံးဒါတက်ပြောတာပါအစောဆုံးရောက်လာအကိုကြီးရောက်ပြီးဒါကြာကြာလန့်ပြောတယ်ကိုရောအစောကြီးသွားတယ်ဘလောက်ဇလန်းတွဲကြတော့ဟိုရုပ်ရှင်နဲ့မတူတာဇလန်းတွဲကြတော့သူကဂျူဒီမရှိတဲ့သဘောပေါ်တယ်ဂျူဒီကတော့ရှိတာပါညအထိရိုက်တယ်ပြီးမနဲ့လဲကော်တန်အစောကြီးခေါ်ရတယ် အဲ့လိုကြီးတော့ရတော့အခုဆိုရင်သူတို့ဆိုရင်ပူးစုံဆိုရင်သူရိုက်ထားအခု monitor ရှေ့မှာအိပ်ပျော်နေတာယူပါသူကအဲ့လိုကြီးရိုက်ထားအဲ့အဲ့လိုပုံကြီးရှိတယ်ပေါ့ဗျာတယ်မလားအဲ့လိုရိုက်ခဲ့ရတာပေါ့ဒါမှမဟုတ်ပျော်ရတယ်ဘလိုပဲဖြစ်ညီကောင်တို့မရင်းနဲ့အဲ့လိုပြောလိုက်ကြစူလိုက်ကြပြောလိုက်ကြအော်လိုက်ကြပါအခုဆိုရှူတင်မှာအဲ့လိုပဲပြီးသေးဘူးလားလာတော့အခုမှလည်းဆက်လက်နှွင့်ရဒီရက်ကိုဘယ်နှစီရရမယ်ဆိုတော့ကိုယ်စိတ်ကြိုက်လည်းဖြစ်ချင်တယ်ပြီးလည်းပြီးချင်တယ်ဆိုတော့ဟို ဒါအိုက်တာတွေကိုတကယ်စိတ်ချမ်းသာအောင်ထားခြင်းပါတယ်ကိုကိုရံလည်းအိုက်တာတယောက်ဆိုတော့စိတ်ချမ်းသာအောင်ထားရင်ကိုလည်းဒီလိုပဲပြပြနေတတ်တယ်ဂျီလည်းအာကြီးဟာနဲ့အဲ့ဒီမျိုးတွေပျော်တတ်တယ်လူတွေအားလုံးကအခုအပြင်မှာမြင်ဒီလိုပဲလို့အားလုံးကတွေးကြတယ်လေဒါပေမဲ့စင်းပေါ်ရောက်လာတော့နည်းနည်းပုံစံပြောင်းသွားသူတို့လည်းတမျိုးတော့ရုပ်တရက်ဆိုတမျိုးဖြစ်သွားမှာပေါ့အဲ့ဒါပေမဲ့ကိုနဲ့ ိုရိုက်နေ တကားလောက်ရိုက်ပြီးသွားရင်အခုအကြောင်းသိသွားအခုစိတ်တနာနားလဲသွားတယ်အခုတော့ကကြုံခဲ့ဘူးတယ်ဟိုကြုံခဲ့ဘူးတယ်ဆိုတော့အဲ့လိုမျိုးပျော်ပျော်ရွှင်ရွှင်ပေါ့အညီကအများကြီးကိုရိုက်ရတဲ့လူတွေအများကြီးဆိုတော့ shooting မှာအများကြီးဟာဝင်းနေတဲ့တွေ့ဒီလိုတွေ့စကားတွေပြောကြပြောကြကြီးကြတခါလေကြာရင် TikTok တွေရိုက်ကြပေါ့နော်အဲ့လိုပြောအဲ့လိုပျော်နေရနေပြီရိုက်ကွင်းတစ်ခုကိုဝင်လာပြီရိုက်တော့မယ်ဆိုရင်အဲ့ဒါကပြန်ပြီးတတ်ဖို့မလွယ်ဘူးအခုတော့သိရအဲ့ emotion တွေကိုပြန်ရောက်အောင်လုပ်ဖို့ဆိုတာနည်းနည်းလေးခက်တယ် အရင် experience ရှိတဲ့လူတော်မှတချို့ဟာလိုသွားတဲ့ဟာရှိရှင်အဲ့လိုမဖြစ်စေချင်လို့အဲ့တာတွေအားလုံးဒါအခုအခုပါနည်းနည်းလေးသူတို့နည်းနည်းလေးပို့ပြီးတော့ script ပေါ့နော်နည်းနည်းလေးသူတို့တင်းကျပ်ထားတဲ့သဘောပေါ့နော်အဲ့အဲ့လိုလေးလုပ်ထားတဲ့သဘောပေါ့အဲ့ဒါကိုလည်းအဲ့တာတွေအားလုံးခံစားရတယ်ခံစားရတော့အခုကအရင်အရင် serious ဖြစ်တယ်ပေါ့နော်အရင်ဟိုဟာဖြစ်တယ်ပေါ့နော်ဒါအပြင်မှာအခုပြောနေတာကြည့်သိတယ်အခုပြောနေရဲဆိုတာသိတယ် ဇိုက်တာတယောက်အနေနဲ့အော်ငါ့ကိုပြောနေပြောနေလေကိစ္စမရှိဘူးအော်ဒီအချိန်မှာတော့အကိုအထင်လွဲမယ်ဆိုရင်လွဲပစီတော့အကိုကောင်းနေတာကိုကကိုတည်တယ်လေအဲ့ဒီအတွက်အထင်လွဲရင်လည်းနောက်ဆုံးကျရင်တော့ဖြစ်လာတဲ့အားတွေကိုကလေးတွေတည်အောင်ကိုပြောပြမယ်ပြီးရင်တောင်းပန်စရာရှိရင်လည်းအဲ့တော့မှပဲငါတောင်းပန်လိုက်တော့မယ်ဆိုအဲ့အဲ့သဘောနဲ့ပါကျွန်တော်ကလေတခြားဒရိုက်တာတွေကိုကိုချင်းစာတယ်ဆိုတာကိုကိုရင်း ဒီနေရာရောက်မှပဲကိုချင်းစာတတ်တယ်ဆိုတာတကယ်ကိုအမှန်တရားပဲအခုဒရိုက်တာဖြစ်လာမှာဒရိုက်တာတွေရဲ့ဒီပေါ်မှာထားနေတဲ့စိတ်တွေသူတို့ဖြစ်နေတဲ့စိတ်တွေကျွန်တော်တို့ကိုတစ်ခါတလေကျရင်အဲ့လိုမျိုးဟိုစုလိုက်တာ ပြောလိုက်တာတွေကအားလုံးကအိုးသူတို့မှာဘလောက်အထိဒီဇက်အပေါ်မှာဘလို့ရှိနေလဲဆိုတော့အဲ့တော့မှခံစားရတာအဲ့တော့ကိုချင်းစာတတ်သွားတာကိုကဒရိုက်တာအနေနဲ့ဆိုအများကြီးဂျူနီယာကြပါတယ်အဲ့တာအနေနဲ့ရောရှင်နေရပေါ့ဒရိုက်တာအနေနဲ့ဆိုအများကြီးဂျူနီယာကြပါတယ်ဒါပေမဲ့လည်းအဲ့တာတွေဒရိုက်တာတွေအားလုံးတကယ်ကို တကယ်ကိုလေးစားပါတယ်ပဲဒရိုက်တာပဲဖြစ်ဖြစ်ကိုတည်းရှေ့ကျတဲ့ဒရိုက်တာပဲဖြစ်ဖြစ်ကိုနောက်မှာရိုက်တဲ့ဒရိုက်တာပဲဖြစ်ဖြစ်ဒရိုက်တာတယောက်ကတိတ်တော့မလွယ်လောက်ဘူးဟိုဒရိုက်တာတွေတယောက်နဲ့တယောက်စတိုင်မတူဘူးပေါ့နော်စတိုင်မတူဘူးပေါ့ဟိုဒရိုက်တာမျိုးစုံနဲ့အကိုတို့တွေ့ခဲ့ရတော့အော်ငါလည်းကိုဒရိုက်တာတယောက်အနေနဲ့ဆိုရင်ကိုစတိုင်နဲ့ကိုတခုဖြစ်နေရပါလေဒီကဒီဇလန်တွေဆိုရင်နောက်ဆုံးရိုက်တဲ့နေ့ကဆိုမိုးတွေတအားရွာအကောင်ရွာမိုးတွေတအားအဲ့ဒါဟော ဟိုဘယ်လိုခေါ်မလဲဆိုတော့ငါရိုက်ရမယ်ဆိုတော့ဟိုဘုပေါ့နော်လူတွေအားလုံးကလည်းပင်ပန်းနေပြီညာကြီးလည်းဖြစ်နေဘိုးကလည်းတအားရောရေးပါကြီးရတယ်အဲ့လိုအဲ့တော့အဲ့တခုကိုလည်းဖြစ်အောင်ရိုက်ကြရတဲ့အတွက်ရိုက်တဲ့အချိန်တော့အရန်ပင်ပန်းပါတယ်ဒါပေမဲ့လည်းအဲ့လိုလေးရိုက်ပြီးသွားတဲ့အချိန်မှာ result လေးထွက်လာတဲ့အချိန်မှာတော့ဘယ်လိုပဲပြပြစိတ်ချမ်းသာတယ်အဲ့ဒီအတွက်လည်းကိုရုလိုက်ကဒါပဲလေဒီအရူဖန်တီးရမယ် live ပဲအဲ့ဒါတယောက်အနေနဲ့ပဲဖြစ်ဖြစ်ဒါရိုက်တာတယောက်အနေနဲ့ပဲဖြစ်ဖြစ်ဖန်တီးရမယ် live အဲ့ဒါကိုအားလုံးပြီးထားတာဆိုတော့ sabi bipandi bje umala.